မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့ Sally Global Channel ကနေအောက်တိုဘာ30ရက်နေ့အတွက်နောက်ဆုံးရအမှုပညာသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။ကလေးတွေတောက်တဲ့ကျွိုင်းအိုင်ချွေရီကိုဒီနေ့နဲ့ထုတ်နေလို့လူပြောစရာဖြစ်နေပြီဆိုတဲ့သတင်း။ချစ်သူရဲ့နာယီမဝမ်းမနေပဲအဝယ်စားတဲ့အလှတွေပြင်ပြီးလာလို့ဝေဖန်ခံရတဲ့အပေါ်မှာအခုလိုဖြစ်ရှင်းလာတဲ့ Edino ရဲ့ချစ်သူသတင်း။ပါကင်ကြောင့်ကုညီလိုအပ်အငင်နေတဲ့ဂျူလီယာဆက်ကိုမြမလေးတယောက်လိုအားပေးခဲ့လို့လူပြောများနေတဲ့မိုးအီကိုတည်တဲ့ နမကြီးတရာတရာတယောက်ဖြစ်ပေမဲ့သူ့ရဲ့ဖုံးဆောင်ဖွင့်ပွဲမှာဘယ်နုပညာရှင်ကမှတက်ရောက်လာခြင်းမရှိခဲ့ပုံအခုလိုဒေါသတကြီးတုံ့ပြန်လိုက်တဲ့ညိုမင်းလွင်တဲ့တင်သင်ကိုင်းနေတဲ့ဖုန်းနံပါတ်မှာဒီလိုစွမ်းအားတွေရှိတယ်လို့ဆီယာမကရှင်းပြခဲ့တဲ့တဲ့တင်နှဝင်တဲ့ဇက်ကနေနိုင်ငံတကာထိထိုးပေါက်နိုင်ဖို့အမေရိကန်ဒေါ်လာတန်တရာနဲ့အတူနာနာဘာဝဝိညာဉ်စစ်တွေနဲ့ဖန်တီးထားတဲ့ဝိမုံရွှေတင်ပေးဖြစ်ပါတယ်ရှင်ကလေးတွေတောက်တဲ့ကျွမ်းရိုင်းချူရီကိုဒီနေ့နဲ့ထုံနေလို့လူပြောစရာဖြစ်နေပြီ ကျောင်းသားအများစုကြိုက်ကြတဲ့ကြွေရန်ချူရီဘူးလေးတွေကိုတီလိုနီးလန်းနဲ့ထုံနေလို့နိုင်ပေါ်မှာဝေဖန်မှုတွေပေါ်ပေါက်လို့နေပါတယ်။အဝိုင်ရောင်လက်လေးလုံးလောက်ဘူးနဲ့ကြွေရန်တစိ့ဆိုရင်လွန်ခဲ့တဲ့နှစ်30လောက်ကတည်းကပေါ်ခဲ့တဲ့တစိ့ဖြစ်ပြီးမြန်မာနိုင်ငံသားတော်တော်များများကဒါတောက်ပြီးပဲကြီးပြင်းခဲ့ရတာပါ။ဘူးကုံကိုဖွင့်လိုက်တာနဲ့အဝိုင်ရောင်ဆူဆူရေတွေထွက်လာပြီးအရသာကချွချွချင်းချင်းလေးမို့တောက်ပြီးရင်ရှာနေတစ်ခုလုံးဝါထိန်ပြီးချောင်းဆိုးကုန်တာတော့ကလေးတွေကဒါပဲဝယ်တောက်ကြပါတယ်။ ဈေးကလည်းအရင်ခေတ်တုန်းကဆို90တရာပဲရှိပါတယ်။ဒါပေမဲ့ online နည်းပညာတွေမပေါ်များတဲ့ခေတ်ဆိုတော့ဒီလောက်ဈေးသက်တာပြီးတောက်လို့ကောင်းတဲ့အချိုရီကိုဘာနဲ့ထုတ်ထားမှန်းလူတွေက မသိကြကြပါဘူး။ရှင်နေ့2025ခုနှစ်မှာတော့ကလေးတွေအရန်ကြိုက်တဲ့ဆိုပါကျွေးရိုင်းချုပ်ရည်ရဲ့နောက်ွက်ကထုတ်လုပ်ပုံတွေဟာလူလူကြားတဲ့ကိုပေါက်ကြားလာခဲ့ပါပြီ။အနာကတော့ကျမကြီးနဲ့လုံးဝမညီညွတ်တဲ့အချုပ်ရည်တွေကိုအခုလိုလက်အိမ်မှာဘာမှမပါနဲ့ဖြောပြီးစီးမဲ့ကမ်းမဲ့ဘူးတဲ့ထည့်နေတာပဲဖြစ်ပါတယ်။ အစားတောက်စစ်စီဖွဲ့ရဲ့ထောက်ခံချက်လည်းမရှိသလိုအေးပြော်ရာရောအေးထဲရာရောလူကိုယ်ရံပဲဖြောချင်တိုင်းဖြောပြီးလက်ကြီးနဲ့ထည့်နေတာဖြစ်ပါတယ်။အဆိုပါဘူးတွေကတန်ရှင်းလာကလေးတွေတောက်ဖို့စိတ်ချလာဆိုတော့ကိုလည်းဘသူမှမစစ်စေးကြပါဘူး။ပြီးစလွေဖြောပြီးပြီးစလွေခွက်နဲ့ခတ်ထည့်လိုက်တာပဲဖြစ်ပါတယ်။ ဒါကြောင့်စူပါတက်လာတဲ့ဗီဒီယိုဖိုင်ပုံအလုံးကတတိထားမိခဲ့ကြပြီးဒီလိုထောက်ခံချက်မရှိတဲ့ဖြော်ရည်တွေကိုရောင်းချက်တလို့ရောင်းနေရင်ရေရှိမာကလေးတွေရဲ့စမ်းမကြီးကိုထိခိုက်နိုင်တယ်လို့သုံးသပ်နေကြပါတယ်တချို့ကလည်းအဆိုပါမျိုးသမီးရဲ့တန်ရှင်မှုနဲ့အေးဖြော်နေဖို့ကိုယောဂကင်မကင်တန်တရားဖြစ်နေကြပြီးဒီလိုသာအလွယ်လှုပ်ရှားနေရင်ရေရှည်မှာစိုးကျများစွာဖြစ်နိုင်တယ်လို့တွက်ဆနေကြပါတယ်။ ဒါပေမဲ့လည်းကြွယ်ရန်ချွေရင်အောင်မြန်မာနိုင်ငံကအခြေခံလူရန်းစားနေတဲ့လုံးဝခွဲမရတဲ့ပစ္စည်းတစ်ခုဖြစ်နေပါပြီ။ကျောက်တလုံး900ပေးဝယ်နေရချိန်မှာဒီကြွယ်ရန်ဘူးက350ပဲရှိတာမို့လို့ကလေးတွေကကြောင်းမုံစားဆင်းပြီဆိုတာနဲ့ဒါကူပဲအပြုပြီးတောက်ကြပါတယ်။အလုံကျန်းသမားလေးတွေမုန်းလို့အချုပ်ရင်လေးမျှကျင်နေဆိုရင်ဒီကြွယ်ရန်ဘူးကိုပဲအားထားပြီးတောက်နေရပါတယ်။ ဒါကြောင့်ကျမကြီးနဲ့မညီညွတ်မန်းတည်တာတော့အမောပြေတဲ့အတွက်တချို့ကအပြစ်မမြင်နိုင်ဖြစ်နေကြပြီးငါတို့မှတောက်เสียတာပဲရှိတာ။ဘယ်နေရာမှာဘယ်တတိကြီးတွေဘလောက်လူပါနေဆိုတော့ငါတို့ကကြားပဲကြားတာ။ငါတို့လိုတနေကုန်အုတ်တယ်စားနေရတဲ့ကောင်တွေကိုဘသူမှစေတနာရှိလို့ဆိုပြီးအေးတစ်ခွက်လာမတိုက်ဘူး။ဒီကြွေရည်လေးမှတောက်เสียမရှိရင်ငါတို့ဘယ်ဟာတောက်ရတော့မလဲ။ လက်လုံးလက်စားတွေအားကိုးနေရတဲ့တစိုက်ကိုအပြေရှာနေမဲ့မင်းတို့ရဲ့ကျမ်းမာရေးနဲ့မညီညွတ်ပါဘူးဆိုရင် AAC တွေကိုပဲစည်းကွက်ထဲမရှောင်းအောင်ပိတ်ထားလိုက်စမ်းပါလို့ပြောဆိုထားကြပါတယ်။ဒီပြောဆိုမှုပုံထောက်ခံသူတွေလည်းများပြားနေပြီးဘယ်ချိုရင်မှ side effect မကင်းဘူး။အရာသာကောင်းလို့ဈေးသက်သာလို့သာတောင်းနေကြတာ။မြမတနိုင်ငံလုံးမှာဘယ်အရေးကသဘာဝစစ်စစ်ကနေလှုပ်လို့လဲ။အသီးပြောရင်လို့ရေးထားရင်တော့အသီးမပါဘူး။အသီးနဲ့နဲ့တူတဲ့ဓာတ်ရူဆေးပဲ။ရောင်းနေသူကတော့ရောင်းနေမှာပဲ။ ါကိုသိတဲ့သူကမတောင်းနဲ့လေ။သူဟာသူတနိုင်တစ်ပိုင်းလှုပ်ရှားနေတဲ့အင်ဆိုင်သေးလေးတွေကိုတော့လှုပ်ထားလိုက်ပါလို့ရေးသားခဲ့ကြပါတယ်။ပရိသတ်ကြီးတို့ရောကြွေရင်ပူတွေကိုတောက်ဖူးကြလား။အခုလိုအင်ဆိုင်ဖွင့်ပြီးကိုရင်ပြောဈေးကွက်ထဲရောင်းနေတဲ့ပုံမှာရောဘလို့ထင်လဲဆိုတော့ comment မှာရေးခဲ့ပေးကြပါအောင်ရှင်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ Thank you. ူရဲ့နိုင်ရင်မှဝမ်းမနေပင်အဝိစားတဲ့နဲ့အလှရီပြင်ပြီးလာလို့ဝေဖန်ခံရတဲ့ပုံမှာအခုလို့ဖြည့်ရှင်းလာတဲ့အက်ဒီနိုရဲ့ချစ်သူချစ်သူကောင်းလေးရဲ့နိုင်ရင်မှနှကန်းနေဆိုလာတဲ့ခေါင်းဝင်တူလေးနဲ့လှလှပပဝင်လာတဲ့ဆိုပြီးဝေဖန်ခံရတာက မကြခင်ရပိုင်းကမှစုံပါခွင်လွန်သွားတဲ့အစရောအက်ဒီနိုရဲ့ချစ်သူကောင်းမလေးပါ အလုံးတိကြတဲ့အတိုင်းမြမလူမျိုးတွေနိုင်ရလိုက်ပို့ရင်အဝေစားတဲ့လွင် တောက်ပါစွာနဲ့လိုက်ပို့ရမျိုးအလားပြင်ပြီးလိုက်ပို့ရမျိုးကရှားပါတယ် ။ဒါကြောင့်လည်းအစရောအက်ဒီနိုရဲ့ချစ်သူကိုဝိုင်းကဝေဖန်ကြတာဖြစ်ပါတယ်။အဆူရောအတီနိုဟာအားလုံးတည်ကြတဲ့အတိုင်းပြီးခဲ့တဲ့ရက်ပိုင်းမှာလုတ်ခဲ့တဲ့အဆူရောရီမိုနေအီဒီဟိုဖွင့်ရဲ့နှုတ်ဆက်ပွဲခန္ဓာမှာအမတ်တရတချင်းဆိုရင် စင်ပေါ်မှာပဲဟတ်တက်ကြာကရုတ်တရက်ဆုံးပါခွင်လွန်သွားခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်လည်းအနုပညာလောကနဲ့ဂီတာလောကတစ်ခုလုံးဝန်းနေကြည့်ခွဲကြရတာပါ။ အထူးသဖြင့်ဆွန်ရော်အက်ဒီနိုဟာနာမည်ကြီးဂီတလောကကဆွန်ရော်နဲ့ vocal trainer Tracy ရဲ့တာကြီးဖြစ်ကနာမည်ကြီးဆွန်ရော်ကြီးရဲ့မျက်စိအောင်မှာကြီးပြင်းလာသူမို့လို့လဲအလုံးကစိတ်မကောင်းဖြစ်ကြတာပါပီကရရဲ့အပိုင်းမှာတော့ဆူရောအက်တီနိုရဲ့ဇာပနာအခမ်းအနားကိုခရီးရန်ဘာသာဝင်တို့ရဲ့ထုံတမ်းစင်နာအတိုင်းကျင်းပခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုအချိန်မှာဗီဒီယိုဆမှာပြောခဲ့တယ်လို့အက်ဒီနိုရဲ့ချစ်သူကာမာလီနိုင်လာတဲ့ပုံစံကအလားပြင်ကခေါင်းဝင်တုံလေးနဲ့လာတာမဟုတ်ဓာတ်ပုံတက်လာတဲ့အခါလူတွေကဝိုင်းဝေးပြန်ကြတာပါလူတွေထင်ကြတာကချစ်သူတရားလုံးဆုံးသွားရင်ငိုနေရမယ်။ဝမ်းနေပူဆွေးနေရမယ်အဲ့လိုမျိုးပါ။အခုတော့အဒီနိုရဲ့ချစ်သူကောင်မလေးကနိုင်ရင်မှသူမရဲ့ဝတ်စားစင်ပုံနဲ့ပတ်သက်ပြီးအခုလိုပြန်လဲဖြည့်ရှင်းလာခဲ့ပါတယ်။ အက်ဒီနိုရဲ့ချစ်သူကောင်မလေးကသူမနာရီခန်းနာမှာအလှပြင်လာတာကလည်းအက်ဒီနိုဟာသူမကိုလှလှလေးနေဖို့အမြဲပြောရရဲ့အက်ဒီနိုကိုရိုင်းကိုကအိတ်နေရင်တော့အမြဲစမကြကြနေတတ်သူမို့သူ့နောက်ဆုံးခီးမှာသူမကြိုက်တဲ့အပူသေးရုံမပေါက်ပဲသူနေစီကျင်တဲ့အတိုင်းလှလှပပလေးဖြစ်အောင်နဲ့စိတ်ကိုအတင်းငိမ့်ဆုံးဖြစ်အောင်ထိမ့်ပြီးလိုက်ပို့ပေးကြတာဆိုပြီးတုံ့ပြန်လာတာပါ ကောင်းဝင်တူလေးကတော့သူကရ anniversary လက်ဆောင်အနေနဲ့ဝယ်ပေးထားတာလေးတွေသူနဲ့တူစုံပြီးတစ်ခါမှမဝယ်ဖြစ်ခင်လာရလို့ဝန်နေစိတ်ကြောင့်ကိုတိတ်ပင်နဲ့ကိုဝယ်ဖြစ်တာပါလို့အဒီနိုချစ်သူကပြန်လည်ရှင်းပြလာခဲ့ပါတယ်အဒီနိုရဲ့ချစ်သူကလူတစ်ယောက်လုံးဆုံးရှုံးရလို့စွန့်နေနေတဲ့ခန်းစားချက်က ကိုရိုင်းလက်တွေ့ကြုံဘူးမှခန်းစားနားလည်နိုင်ကြမှာဖြစ်ကြောင်း အတီနိုအကြောင်းကို အရှင်ကမတင်မဲဆုံးသွားမှတင်နေအတန်းရှင်းရှာတယ်ဆိုပြီးဝေဖန်ကြတဲ့ပုံမှာလေသူမကနှစ်ယောက်လုံးကဟုံးရင်တွေကကိုလုံးနဲ့ကိုမုံအေးစီပဲနေတတ်ကြသူတွေမို့ဘာတန်းရှင်းမှယူစီရလဲမလိုအပ်ပါဘူးလို့ပြောလာတာပါ အဒီနိုချစ်သူကသူမကိုကြိုက်တယ်လို့ဝေဖန်လို့ရကြောင်းဒါပေမဲ့လူတစ်ယောက်လုံးဆုံးရှုံးထားလို့ပူဆွေးဝမ်းနေနေရတဲ့ထင်ညီမကိုဝေဖန်တဲ့စကားတွေကြောင့်ကာယကံရှင်မိသားစုဝင်တွေစိတ်နှောက်ယှက်တစုံတရာထပ်ဖြစ်မှာဆိုရင်လို့ဒီပို့စ်ကိုတင်ပေးတာပါဆိုပြီးဖြည့်ရှင်းလာခဲ့တာဖြစ်ပါတယ် ်အဒီနိုရဲ့ချစ်သူထော်ရဲ့စကားအရသူမဟာဆုံးသွားတဲ့ချစ်သူဝယ်ပြီးတဲ့ကောင်းမလေးရင်ချစ်သူမြင်စေခြင်းနဲ့အတိုင်းလှလှပါပါလေးနဲ့ချစ်သူကိုနှုတ်ဆက်ခဲ့ပြီးမယ်လူတွေကတော့နာရီလာတာကြောမော်နေတာပဲချစ်သူအတွက်မျက်ရည်တော်မကြဘူးစသည်ဖြင့်ဝေဖန်ကြတာပါတချို့ကတော့လူတွေအနေနဲ့အင်တာနက်ပေါ်မှာဖုန်းတစ်လုံးနဲ့မဝေဖန်တဲ့ကြောင်းပြောနေကြတာလည်းဖြစ်ပါတယ်။ယခုကြည့်ရှုနေကြတဲ့ပြည်သက်တွေကရောအဒီနိုချစ်သူကောင်မလေးကဝေဖန်ခံနေရတဲ့အပေါ်မှာမိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင်။ ငယ်ချောင်ကုညီလိုအပ်အငယ်နေတဲ့ဂျူလီယာဆက်ကုံညီမလေးတယောက်လိုအားပေးခဲ့လို့လူပြောများနေတဲ့မိုးဤကုံအခုပြိတက်ကြီးတွေကိုတင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့အာလုံးတိထားကြပြီဖြစ်တဲ့မိုးကုတ်ကကြောက်တဲ့ကြီးဥရောဆက်ရဲ့တမီးကြီးဖြစ်သူဂျူလီယာဆက်ကုံဖခင်ဖြစ်သူရဲ့အိမ်တွင်ရေးပြဿနာအရှုပ်ရှင်းနေကြားညက်ခင်ရတဲ့မိန်းကလေးဖြစ်ခင်ရတာကြောင့်အမကြီးတယောက်အနေနဲ့လာရောက်အားပေးသွားခဲ့တဲ့မင်းသမီးကြီးမိုးဤကိုရဲ့အကြောင်းလေးပါ အခုဆိုရင်ပြည်သက်ကြီးကြီးအလုံးလဲတည်ထားကြပြီဖြစ်တဲ့မိုးကုတ်ကြောက်တဲ့ကြီးဥယောဆက်နဲ့တမီးကြီးဖြစ်သူဂျူလီယာဆက်တွင်ရဲ့ပြဿနာကြီးကတော့ဆိုရှယ်မီဒီယာပေါ်မှာတခဏတာငြိမ့်သက်သွားကြရပါတယ်။မိသားစုတွင်ရဲ့ပြဿနာရှုပ်ကြီးကိုမိသားစုဝင်ဖြစ်တဲ့တမီးကြီးဖြစ်သူဂျူလီယာဆက်ကိုရိုင်းကလက်ရှိသုံးပြုနေစေဖြစ်တဲ့ Facebook အကောင့်ကနေတစင်တနိုင်ငံလုံးကမိဘပြည်သူတွေသိရှိသွားစေဖို့ချပြခဲ့ပါတယ်။ ဂျူလီယန်ဆန်ဟာသူမရဲ့မိခင်ဖြစ်သူနဲ့ညီမလေးကိုဖခင်ဖြစ်သူကသူမနားကနေခေါ်ထုတ်သွားခဲ့ပြီးအခုတက်တိုင်ပြန်လည်တွေ့ဆုံခွင့်မပေးသေးကြောင်းနောက်ပြီးဂျူလီယန်ဆန်ဟာသူမနဲ့မိခင်ဖြစ်သူတို့ဟာဖခင်ရဲ့ရက်စတဲ့လုံရက်တွေကိုထီလန်ရောက်ဂျူးလွန်ခဲ့တဲ့လုံရက်တွေကြားမှာဘလောက်ထိကိုဒုက္ခတွေများခဲ့ရကြောင်းကိုဝန်내ပေါ်ရရှင်းဖွင့်လာခဲ့တာပါ အလုံးရဲ့မြန်မာတော့အခုလိုပစ္စည်းအောင်စာချမ်းသာကြွားဝနေပေမဲ့လည်းနောက်ွယ်မှာလူတွေလုံးဝမမြင်နိုင်တဲ့ကြောက်စရာအမှောင်ချမ်းတွေလည်းရှိကြောင်းကိုဂျူလီယာဆက်ရဲ့စကားတွေကနေတဆင်သိလာရပါတယ်။ဒါကြောင့်လည်းဂျူလီယာဆက်ရဲ့ခက်ခဲတွေကိုနားလည်လို့အလုံးကလည်းသူမကိုအားပေးကြတယ်။သူမဘက်ကရက်တိပေးနေကြောင်းပြောခဲ့ကြတာပါ။လက်ရှိမှာတော့ဂျူလီယာဆက်က Find Your Color ဆိုတဲ့ Fashion နဲ့ရှောင်းနေ Live ဖန်အောင်တွဲဆက်ပေးပြီး Fashion ကြောင့်ကူညီပေးနေတဲ့လုပ်ငန်းလေးတစ်ခုကိုလုတ်ကင်လျက်ရှိနေပါတယ်။ ူမရဲ့ final color စီကုံအနုပညာရှင်တွေအများပြားလာရောက်ကြပေမဲ့လည်းအခုလိုပြဿနာကြီးတက်ပြီးနောက်ပိုင်းမှာတော့သူမရဲ့ကိုယ်ပိုင်လုပ်ငန်းလေးကလည်းတက္ကနာတာရှင်နာခဲ့ရပြီပြည်သူတွေရှေ့ကနေပျောက်သွားခဲ့ပါတယ်။ဒါပေမဲ့လည်းခုလုပ်ငန်းလေးကိုပြန်လည်စတင်လိုက်တဲ့အချိန်မှာတော့သူမစီကုံမင်းသမီးကြီးမိုးရီကိုလည်းကိုယ်တိုင်လာရောက်အားပေးခဲ့တာပါ။ စိတ်တဘောရကောင်းမွန်ပြီးဖြူစင်တဲ့မင်းသမီးကြီးမိုးဤကိုဟာဂျူလီယာဆက်စီကိုလာရောက်ခဲ့တဲ့ပြင်သူမရဲ့ပြဿနာတွေကိုလည်းသိရှိပြီးသားဖြစ်တာမို့အာမငယ်ဘုံရှစ်ဆက်စိတ်တင်းထားဖို့အနိုင်ယူဖို့အတွက်အာဘေးစကားတွေပြောနေခဲ့တာပါ င်းသမီးမိုးရီကိုကတော့သူမကိုယ်တိုင်ကမင်းသမီးကြီးတက်လက်ပေးမယ်လို့ဂျူလီယာဆန်ဟာမိန်းကလေးတမ်းမယ်အခုလိုပြဿနာတွေကိုတယောက်ထင်းရင်ဆိုင်နေရတာကိုမြင်ရတဲ့အတွက်သူမအနေနဲ့စိတ်မကောင်းကြောင်းညီမလေးအရင်လေးတယောက်လို့ဆက်ဆံပေးပြီးသူမအနေနဲ့အနိုင်ရဖို့နောက်ွယ်ကနေဆူတောင်းပေးနေကြောင်းအားပေးစကားတွေပြောပြခဲ့တာပါ အခုလိုမြန်မာနိုင်ငံရဲ့အောင်မြင်နေတဲ့ထိတ်တန့်မင်းသမီးကြီးမိုးရီကိုကိုရိုင်းကသူမကိုအားပေးစကားတွေပြောခဲ့တာကြောင့်ဂျူလီယာဆက်တော်တော်တော်လေးပျော်ရွှင်နေရပြီးတော့အားရတက်ခဲ့ရတယ်လို့ဆိုပါတယ်ပြည်ထက်တီကလည်းမင်းသမီးကြီးမိုးရီကိုကတော့တခြားသောနောက်ပေါက်မင်းသမီးတွေလိုမဟုတ်ပဲပကာသနာတွေလည်းမရှိတပားသူအပေါ်မှာလည်းခုလိုဖြူစင်တဲ့စိတ်နဲ့ဆက်ဆံတတာတွေကိုတွေ့ရမြင်ရတာကြောင့်အခုချိန်ဒီကုလေးစားအားပေးလျက်ရှိနေကြ နမေကြီးဒါရိုက်တာတယောက်ဖြစ်ပေမယ့်သူ့ရဲ့ဖုံးဆိုင်ဖွင့်ပွဲမှာဘယ်နှုပညာရှင်ကမှတက်ရောက်လာခြင်းမရှိတဲ့ပုံအခုလိုဒေါသတကြီးတုံ့ပြန်လိုက်တဲ့ညိုမင်းလွင်မင်္ဂလာပါပရိသတ်များရှင်ညိုမင်းလွင်ကတော့အခုဆိုဒါရိုက်တာလောကနယ်ပယ်မှာအပြည့်အဝဝင်ရောက်နေရယူထားသူတူပါ သူများနဲ့မတူတဲ့နှုပညာတွေကိုချပြခြင်းနဲ့ခေတ်ဆန်းဒါရိုက်တာတူဆိုရင်လည်းမမပါဘူးဒါပေမဲ့သူ့ရဲ့တင်းကျပ်လာတဲ့စီမင်းတွေနဲ့အကျော်မမပြောချက်ဆိုချက်တွေကြောင့်တခါတလေမှာတော့လူချင်ပတ်ညုံမင်းလွင်ဆိုပြီးနာမည်ကြီးလာပါတယ် သူရဲ့ရိုက်ခွင်းမှာသူခွင့်ပြုချက်မပါဘဲပုံမတုံရဆိုရှယ်မီဒီယာအကောင့်တွေမှာလည်းသူရိုက်ခွင်းရဲ့အကြောင်းနဲ့ပုံစံတွေကိုမတင်ရဆိုပြီးခေါင်းကြီးပိုင်းမင်းသားမင်းသမီးတွေကအစားတမြင့်ပြောဆိုစီကံထုတ်ထားသူပါအဲ့ဒါလေးနဲ့ပတ်သက်ပြီးမကျေနပ်တဲ့မင်းသားမင်းသမီးတွေကတော့သူနဲ့လုံးဝလုံတွဲမလုပ်ကြတော့ပါဘူးညမင်းလွင်ဘက်ကလည်းသူစီကန်းကိုမလိုက်နိုင်ရင်သူနဲ့အလုံးလာမလုံနဲ့လို့ခက်ပြက်ပြက်ပြောဆိုထားပြီးသားပါ အခုပြဿနာကတော့ညိုမင်းလွင်ဘလောက်တောင်လူမုံများပြီးလူရမဝင်ချောင်းကိုပြည်သက်တွေကဖော်ထုတ်ပြသလိုက်တဲ့ပုံညိုမင်းလွင်ရဲ့တုံ့ပြန်ချက်ပါညိုမင်းလွင်က iPhone 10ထွက်ပြီဆိုတာနဲ့ဥအောင်ကာယာမခြေနေသူပါအခုလဲ17 Pro Max ကိုမရမကရှေ့ဆုံးကဝယ်ယူခဲ့သူပါနောက်ထပ်လာမယ့်ဖုန်းတစ်တီမှလည်းသူ့ပဲအရှင်ဦးအောင်ကင်ချင်တာကြောင့်ညိုမင်းလွင်ကဖုန်းဆိုင်ဒီဇိုင်းလေးတစ်ဆိုင်ဖွင့်လှစ်လိုက်ပါတယ်။ ဒါပေမဲ့သူ့ရဲ့စံဖို့ပွဲဖဲချိုးပြက်အခမ်းအနားမှာအနုပညာတိုင်ဝမ်ကလူတယောက်မှမရှိခဲ့ပါဘူး။ခင်မမွေတယောက်သာရှိခဲ့ပါတယ်။အဲ့ဒီမြင်ကွေးဖြစ်ပျက်ကြောင့်ဒါရိုက်တာကြီးတယောက်ရဲ့အနေထားနဲ့ဆိုရင်ဒါမျိုးတော့မဖြစ်သင့်ပေ။အ ਨੇ ဆုံးတော့၄၅ယောက်လောက်အနုပညာတိုင်ဝမ်ကလာတင်တယ်လို့လူတွေကစပြီးဝေဖန်လာကြပါတယ်။ညိုမင်းလင်းကအကြောတင်းပြီးအခြေစရာဖြစ်နေရကြောင်းအခုလိုမျိုးလူမုံများပြီးလူရမဝင်ပေ။အနားမှာဘသူမှမရှိကြောင်းပြောကြတာပါ။ အဲ့ဒါနဲ့ပတ်သက်လို့ညိုမင်းလွင်ကတော့သူ့ရဲ့ social media အကောင့်မှာဒေရှင်းလိုက်ပါတယ်။သူကိုယ်ရင်ကဘယ်နုပညာရှင်ကိုမှမဖိတ်တာဖြစ်ကြောင်းဖိတ်ကြားစီရင်လည်းမကုန်ချင်လို့ဖြစ်ကြောင်းနဲ့သူ့ရဲ့နုပညာတာဝန်ကမင်းသားမင်းသမီးတွေရဲ့ image ကိုတုံးပြီးစိုင်းကြောချောင်းမလုပ်ချင်လို့ဖြစ်ကြောင်းတွေပြောပြလာခဲ့ပါတယ်။ပြည်သက်ချင်လို့ရောဒီဖြစ်ပျက်ကိုဘယ်လိုများထင်မြင်မိကြပါသလဲရှင်။တင်ကြိုင်နေတဲ့ဖုန်းနံပါတ်မှာဒီလိုစွမ်းအားတွေရှိတယ်လို့ဆီယမ်မကရှင်းပြခဲ့တယ်။ အခုမြင်နေရတဲ့ဒီဆီယာမကလူတယောက်ကင်ထားတဲ့ဖုန်းနံပါတ်ဟာဘဝကိုပြောင်းလဲနိုင်တဲ့စွမ်းအားတွေရှိတယ်လို့ပြောပြလာခဲ့ပါတယ်။ကိင္ကနန်းဒီမှာမမြင်ရတဲ့ပါဝါနဲ့တဘာဝလုံးစွမ်းအားတွေရှိကြောင်းဒီမျိုးသမီးကခိုင်မာကိုပြောသွားတယ်။ဒါကြောင့်မို့ပဲဒီကနေ့လေးမှာတော့ပရိသတ်တို့ရဲ့ဖုန်းနံပါတ်ကပြောပြနေတဲ့ကံကြမ္မာတွေကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒါရောပေတင်နဲ့စကြဝဠာညမာတွေရှာနံပါတ်တွေမှာပါဝါတယ်။ဓာတ်တွေနဲ့စွမ်းအားတွေကင်းအောင်နေတယ်လို့သိရပါတယ်။ ဒါပေမဲ့အရာရာတိုင်းမှာအကောင်းတဲ့အစွန်ဟာတွန်းတွဲနေပါတယ်။ဒါကြောင့်မို့မကောင်းတဲ့စွန့်ရင်နေနဲ့မကောင်းတဲ့ပါဝါတွေအများကြီးကင်းရောက်နေတဲ့ကင်းကနန်းနမတ်တွေလည်းရှိကြပါတယ်။နမတ်တစ်ခုကြောင့်ဘဝပြောင်းသွားတဲ့လူတွေရှိသလိုမကောင်းတာတွေဖြစ်သွားကြတဲ့လူတွေဟာလည်းဒုနဲ့တေးပါပဲ။ဒါကြောင့်မို့ကိုယ့်ရဲ့နံပါတ်ဟာဘလူးနံပါတ်လေးဆိုတော့ကိုသိလို့ရတာပဲဖြစ်ပါတယ်။တကယ်လို့မကောင်းတဲ့နံပါတ်နေရင်အစိုးရနေချီကြုံနေရနိုင်ပါတယ်။ဒါပေမဲ့ဘလောက်ပဲအားကောင်းတဲ့နံပါတ်ဖြစ်ဖြစ် တလုံးနဲ့ဆိုသူတို့ဟာဘာပါဝါစွမ်းရင်မှမရှိကြပါဘူး။နတ်ဘက်အတွဲတွေကပဲကောင်းချင်းစိုးချင်းတွေကိုယူလာပေးနိုင်တာပဲဖြစ်ပါတယ်။ဒီပင်နေဆရာမပြောတဲ့အထင်မှာတော့အကောင်းဆုံးနံပါတ်အတွဲတစ်ခုရှိနေပါတယ်။အဲ့ဒီနံပါတ်အတွဲကတော့63 36ပဲဖြစ်ပါတယ်။ဒီနံပါတ်ရဲ့စွမ်းပကားကတော့အရန်ကိုကြီးမာလွန်ပါတယ်။ဘလောက်တောင်လဲဆိုရင်ဩဇာအာဏာရှိတဲ့ငွေစက်မပြတ်ဝင်ချင်းဆိုတဲ့စွမ်းအားတွေဟာဒီအတွဲမှာကင်းရောက်နေတာပဲဖြစ်ပါတယ်။ အဓိကစွမ်းအားကတော့စွမ်းအားကောင်းခြင်းပဲဖြစ်ပါတယ်။ငွေနဲ့လက်နဲ့မပြောင်းလုံနိုင်စွမ်းရှိပြီးတော့အခြေအေးမှလည်းအရန်ကိုဆွဲဆောင်နိုင်ပါတယ်။ကိုချစ်သူနှစ်ယောက်ညားပြီးတော့အိမ်တော်ရင်းစင်ပြေစီတယ်လို့လည်းသိရပါတယ်။ဒီလောက်တင်တာမကသေးပဲဒီနံပါတ်အတွဲဟာသူရှိတဲ့နေရာပေါ်လိုက်ပြီးအကောင့်တွေထပ်ဆင့်ထပ်ဆင့်တိုးလာပါသေးတယ်။အရှိမရှိရင်ငွေကြေးအိမ်ထောင်ရင်းနဲ့အလောက်ကိုင်းစင်ပြေမှာဖြစ်ပြီးအလဲမှာပါရင်တော့ကျမ်းမာရင်းနဲ့အခြေရေကောင်းစင်မှာပဲဖြစ်ပါတယ်။ ကိုဖုန်းနံပါတ်မှာဒီတွဲပါလာဆိုတာတေချာပြန်စင်းစားကြည့်ပါဦးပရိသတ်ကြီးရဲ့နောက်ထပ်တစ်ခုကတော့အစိုးရကြီးပြည်နေတဲ့နံပါတ်တွဲတစ်ခုပဲဖြစ်ပါတယ်ဒါကတော့ရှင်းပါတယ်နံပါတ်2လုံးတွဲတွေပဲဖြစ်ပါတယ်ကိုဖုန်းနံပါတ်ရဲ့ဘယ်နေရာမှာဖြစ်ဖြစ်နံပါတ်2လုံးတွဲမရှိတတ်ပါဘူးတစ်သုံးလုံးကဆာလို့ကိုသုံးလုံးအထိတစ်ခုမှကောင်းတဲ့စွန့်ရည်နေမရှိကြပါဘူးအဲ့ဒါပဲ။တုံညာသုံးလုံးကတော့စန့်ချစ်ပန်းအနေနဲ့ကောင်းတဲ့ကဏ္ဍတစ်ခုပဲဖြစ်ပါတယ်။ ။တုံညာတုံလို့ရှိတဲ့လူတွေဟာယူသားကြပြီးအထက်လူကြီးတွေကချစ်တယ်လို့သိရပါတယ်။ဒီတဲကမှစိုးစုံနံပါတ်တုံလုံးတွဲတစ်ခုကတော့666ပဲဖြစ်ပါတယ်။ဒီနံပါတ်ဟာဘလောက်တောင်စုံနေဆိုရင်နတ်ဆုံးရဲ့မွေးနေ့လိုတောင်ခေါ်ကြတဲ့အထိကြောက်စရာကောင်းလာပါတယ်။အနောက်တိုင်းမှာလည်းရှိတဲ့ယူဆဖြစ်ပြီးတော့ဖုန်းနံပါတ်ရဲ့ဘယ်နေရာမှာရှိရှိဘာကောင်းချိုးမှမပေးတဲ့နံပါတ်တစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်မို့ပရိသတ်ကြီးမှာဒီနံပါတ်တွေရှိရင် အမြန်ဆုံးလဲဖို့အကြံပေးချင်ပါတယ်။ ဟုတ်ဘူးဆိုရင်မကောင်းတဲ့ဆွင်နောက်ဝင်တဲ့စကားနဲ့နိုင်ငံတကာထိထိုးပေါက်နိုင်မှုအမေရိကန်ဒေါ်လာတန်တရာနဲ့အတူနာနာဘာဝအစစ်တွေနဲ့ဖန်တီးထားတဲ့ဝန်မုံရွှေရည်မြန်မာရုပ်ရှင်ကားတွေဟာနိုင်ငံတကာမှာမျက်နှာပန်းမလာမအောင်မြင်တာချပါပြီ။ဒီအတွက်ကြောင့်လေခုချိန်မှာတော့တရုတ်ဆောင်မင်းသမီးဝတ်မုံရွှေကတကယ်ကိုအမိုက်ဆိုင်ရုပ်ရှင်စကားကြီးတကားကိုပြည်သက်တီရှေ့ချပြလိုက်ပါတယ်။ အနာကတော့နှုတ်ဝင်သေးဆိုရရုပ်ရှင်စကားကြီးပါအဆိုပါရုပ်ရှင်စကားကြီးကတော့ဝင်းမုံရွှေခင်မုံတဲ့တီထောင်ထားတဲ့ထုတ်လုံရီကနေငွေကြီးတန်းရာကြီးကုန်ကြခံကရှိုက်ကူးထားတယ်လို့သိရတာပါအဆိုပါစကားမှာတော့ဝိမုံရွှေနဲ့မင်းသားလေးအောင်ချာလီတို့ပြင်ဘူးဆုံးမေတ္တုနေထက်လင်းနဲ့တခြားသောဝိုင်းရင်တယောက်ဆောင်လေးများစွာပါဝင်ထားတာပါ။နဝင်တဲ့စကားမှာတော့ဝိမုံရွှေကိုပရလောကနဲ့ဆက်သွယ်နိုင်တဲ့နဝင်တဲ့နေရာကနေတွေ့မြင်ရမှာဖြစ်ပါတယ်။ ဝင်းမုံရွှေရနတ်ဝင်တဲ့အကြာမြင့်နေရာကတယုံဆောင်ရမှာပြည်ပြင်းနိုင်ဖို့အတွက်နမေကျော်အကြာမြင့်ဆရာမှာအုံမာကျော်စီမှာတောင်တည်ယူခဲ့တယ်လို့သိရတာပါဒါပြင်ရှူတင်ရိုက်ကွင်းနေရာကလည်းတကယ်ကိုဝေးလံခေါင်းတီးတဲ့နေရာဖြစ်ကရုပ်ရှင်ရိုက်ကူးနေစမှာလေမျက်စိလက်တာငလေလောက်တာတွေနဲ့ခြောက်ချားစရာတွေကြုံခဲ့ရတယ်လို့ဆိုပါတယ်။ရုပ်ရှင်လောကတွေကလူတွေကတော့ဝင်းမုံရွှေကိုကိုယ်တိုင်ထုတ်လုပ်ရိုက်ကူးထားတဲ့တရုပ်ရှင်ဇာတ်ကားဟာနိုင်ငံတကာထိအောင်မြင်